တောင်တန်းတွေဝိုင်းရံထားပြီးအေဂျင့်နဲ့မျိုးလေးတစ်မျိုးမှာလီယိုဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်။သူ့အသက်က20ရှိပြီ။လီယိုကရည်ရွယ်ချက်ကြီးတဲ့သူတစ်ယောက်ဖြစ်တယ်။သူ့မှာအိမ်မက်ကြီးတွေရှိတယ်။စားတောက်ဆိုင်ရွယ်ကြီးတစ်ခုကို ပိုင်ဆိုင်ပြီးအောင်မြင်တဲ့စိုးဦးတီထွင် လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ဆိုတဲ့အိမ်မက်ကြီးရှိတယ်။ဒါပေမဲ့သူ့ဘဝကခက်ခဲရှာတယ်။သူတို့မိသားစုကငွေကြီးကြီးကြက်တဲကြတယ်။ ူအဖေမက်ကစက်ပြင်းတယောက်ဖြစ်တယ်။အမေလို့သူ ကလေရာကတော့မိသားစုစားဝတ်နေရေးအလင်းမီအောင် သူများအိမ်ဒီမှာတန်ရှင်းရေးအလုပ်လိုက်လို့ရရှာတယ်။လီယိုမှာဆိုဖီဆိုတဲ့ညီမလေးတယောက်ရှိတယ်။ဆိုဖီက အသက်၃၀ရှိပြီ။ညီမလေးဆိုဖီရဲ့အတွက်တော့အကူလီယိုကသူရဲကောင်းတူပါပဲ။ချဲအီးတွေတညက်နေခင်မှာလီယိုက သူတို့အင်ငယ်လေးရဲ့အပြင်ဘက်မှာထိုင်ပြီးကြေရီကိုငီးကြည့်နေတယ်။ပြီးတော့သူ့ဟာသူတယောက်ထဲတူတူလေးပြောနေတာကငါငါမိသားစုကို ကောင်းကောင်းမွန်မွန်ထားခြင်းတယ်။ဒါပေမဲ့အခုငါတို့ကစားဝတ်နေရေးအတွက်တောင်းအနိုင်နိုင်ရုန်းကန်နေရတာငါဘလို့မျိုးစလုပ်ရမလဲ။နောက်တနေ့မှလီယိုက သူ့စိတ်ကူးအိမ်မက်တွေကို သူ့အဖေကိုထုတ်ပြောတယ်။ အဖေမက်ကတပြင်းတွေချပြီးလီယိုအိမ်မက်တွေဆိုတာ သူ့အလိုလို ဖြစ်လာတာမဟုတ်ဘူးဘာမှအလကားမရဘူးမင်းတစုံတစ်ခုကိုလိုချင်ရင်အဲ့ဒီအတွက်ရုံးကန်လှူရှားရမယ်မင်းမှရှိတာကနည်းနည်းလေးပဲဖြစ်နေပါစေရှိတာနဲ့ပဲစတင်ရမယ်လီယိုကသူ့အဖေစကားတွေကိုလေးလေးနက်နက်စဉ်းစားတယ် အဲ့ဒီနောက်သူအကြံတစ်ခုပေါ်လာတယ်။သူ့မျိုးမှာ သူသတိထားမိနေတာတခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့သူ့မျိုးကလူတွေက လက်ဆက်တဲ့ပေါမုံတွေကိုကြိုက်နေတတ်ကြတယ်။ဒါပေမဲ့ပေါမုံဖုတ်ဆိုင်က သူတို့မျိုးနဲ့တော်တော်လေးအလန်းဝေးနေတယ်။လီယိုကဆုံးဖြတ်ချက်တစ်ခုချတယ်။လက်ဆက်တဲ့ပေါမုံတွေကိုသူတို့မျိုးထဲမှာပဲစတင်ရောင်းချမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချတယ်။ ဒါပေမဲ့ပြဿနာကဒီယူမှာအရင်နီးလို့ဖို့ဝေးမရှိဘူး။အမုံဆိုင်ပိုင်ရှင် မစ္စတာအန်ဒါဆန်ကို ချင်းကပ်ပြီးသူ့အတွက်အခွင့်အရေးလေးတစ်ခုရလိုရညာတောင်းကြည့်ဖို့စိတ်ပိုင်းဖြတ်တယ်။မစ္စတာအန်ဒါဆန်ကိုတွေ့ရဖို့အိုင်ထဲကြည့်ပြီးခြေရင်လျှောက်လာခဲ့တယ်။မစ္စတာအန်ဒါဆန်ဆိုတာက အသက်ကြီးကြီးမျက်နှာပေါက်ဆူဆူနဲ့ ဘသူကမှတိတ်အယုံအကြီးမရှိတဲ့လူတစ်ယောက်ဖြစ်တယ်။လီယိုကယုံကြည်ချက်ရှိရှိနဲ့မစ္စတာအန်ဒါဆန်ကိုပြောတယ်။ကျွန်တော်ခမည်းပောင်မှုတွေကို ကျွန်တော်တို့မြို့မှာပြန်ရောင်းချင်တယ်။ဒါပေမဲ့ငွေကြိုးပေးဖို့တော့ကျွန်တော်မှာပတ်သက်မရှိဘူး။ကျွန်တော်ကိုရက်သက်တဲ့တစ်ပတ်စိတ်ချလက်ချထားပေးနိုင်မလား။ရောင်းပြီးရင်ကျွန်တော်ပတ်သက်လာပေးမှာပါ။ကျွန်တော်အမျက်နှင်းနဲ့တော့ယူမှာပေါ့။ မစ္စတာအန်ဒါဆန်ကမျက်ခွန်ပြင်ကြည့်ပြီးငါမင်းကိုဘလို့လုတ်ပြီးယုံရမှာလဲကောင်းလေးရပြန်မေးလိုက်တယ်ကျွန်တော်လုတ်ကျူးစားလုတ်ပြီးတက်တီပြဖို့စိတ်ပိုင်းဖြတ်ထားတယ်ဗျလီယူက အခိုင်အမာပြန်ဖြေတယ်အချင်းရတော့ကြာတိတ်ဆိတ်နေပြီးနောက်မစ္စတာအန်ဒါဆန်ကကောင်းပြီလေငါမင်းကိုပေါင်မုံတွေတပတ်ပေးလိုက်မယ် မင်းပဆက်ပြန်ပေးဖို့ပြက်ကွက်ရင်တော့ငါ့အောင်နောက်တစ်ခေါက်လာပြီးမနှောင့်ရှင်းနဲ့လီယူပြောပြီးစိတ်လှရှားသွားတယ်နောက်တနေ့မနက်မှာသူပေါင်ပေါင်းတွေယူပြီးမြို့ကိုပြန်လာတယ်ပြီးတော့ပန်းချံအနီးနားမှာစင်သေးသေးလေးစောက်ပြီးပေါင်ပေါင်းတွေစရောင်းမာတော့တယ်သူကဖြတ်သွားဖြက်လာတွေကိုအစွမ်းကုန်ပြုံးပြနှုတ်ဆက်ပြီးလက်လက်ဆက်ဆက်နဲ့ပေါင်ပေါင်းတွေပူပူနွေးနွေးနဲ့ရတာရှိတယ် အဲ့ဒါလိုမျိုးပြောဆိုပါတယ်အစပထမပိုင်းမှာလူတွေက သူ့ပေါမုံကိုဝယ်ဖို့တုံဆိုင်နေကြတယ်ပေါမုံတွေကတကယ်ကောင်းမှန်သူတို့မသိသေးဘူးကိုလီယိုကမီးစမ်းကြည့်ဖို့နမူနာတွေလကားပေးတယ်မကြခင်မှာပဲပထမဆုံးဈေးဝယ်ပေါ်လာတယ်တနေ့ကုံတော့ပေါမုံတွေ အကုန်လုံးရောင်းလိုက်ရတယ်အမြတ်ကတော့သိမ့်မများဘူး အဲ့ဒီနေ့ညနေမှာပဲမစ္စတာအန်ဒါဆန်စီကို သူပြန်သွားပြီးပေါင်မုံဘိုးကြီးခြေလိုက်တယ်။ဘိုးကြီးကခေါင်းနဲ့ညိပြီးမင်းဂရီတီတာပဲမနဲ့ပြန်ထက်လာခဲ့အောင်။အဲ့ဒီကနေစလို့လီယိုကမနဲ့လေးနာရီထပြီးမမုံမပန်းလှုပ်လှုပ်တယ်။ပေါင်မုံဆိုင်ကို ခြေချင်းလျှောက်သွားတယ်။ပေါင်မုံတွေယူလာတယ်။တက်တက်ကြွကြွနဲ့ရောင်းချတယ်။ နှစ်လအကြာမှာလှည့်သေးသေးလေးဒစည်းဝယ်ဖို့အတွက်ပက်ဆက်အလုံးအလောက်စုမိသွားပြီလေကလေးနဲ့ဆိုတော့ပေါင်းပေါင်းတွေပိုးပြီးမြန်မြန်ဆာဆာသေးဖို့အဆင်ပြေသွားတာပေါ့ဒီနေ့မှာကတ်စတမာတယောက်က လီယိုကိုအကြံပေးတယ်ကိုကကိုမုန်းဖို့ရောက်ပါလားမင်းကဇီယောင်းနေနေမှာတော်တယ်ဒါပေမဲ့ကိုယ်တိုင်လှုပ်ရောက်တာမဟုတ်တော့အမျက်နှဲနေမှာပေါ့ ူပေးတဲ့အကြံကလီယိုကိုစိတ်လှုပ်ရှားသွားစေတယ်။တပြိုင်တည်းစိုးရိမ်စိတ်တွေလည်းဝင်လာတယ်။သူ့ဘဝမှာတခါမှမုံမဖို့ဖူဖူပဲကိုဒီအခရတံမှာ လီယိုသဘောပေါက်သွားတာကဘာမှအလကားမရဘူး။အောင်မြင်မှုလည်းအလကားမရဘူး။အသိပညာလည်းအလကားမရဘူး။ကြီးပွားတိုးတက်မှုဆိုတာလည်းအလကားမရဘူး။အောင်မြင်ခြင်းရင် စွန်းစွန်းစားစားလုပ်ရရမယ်ပြီးတော့လေးလာစည်းပူးရမယ်လီယိုကသူကိုယ်တိုင်မုန်းဖုတ်ရောက်မဲ့စိတ်ကူးကို မစင်စားဘဲမနေနိုင်အောင် ဖြစ်သွားတယ်သူကိုယ်တိုင်မုန်းဖုတ်တဲ့ရင် မစ္စတာအန်ဒါဆန်ကိုမိခိုးနေစရာမလိုတော့ဘူးပြီးတော့အကျိုးအမြတ်လည်းပူးရလာမယ်အခဲအခဲကြီးတစ်ခုက မုန်းဘလို့ဖုတ်ရမှန်းသူမသိသေးဘူး လီယူကမစ္စတာအန်ဒါဆန်ကိုအကူအညီတောင်းဖို့ဆုံးဖြတ်လိုက်တယ်။နောက်တနေ့မနက်ငွေချေးပြီးမှမစ္စတာအန်ဒါဆန်ကျွန်တော်ကိုမုန်းဖုန်နီးတင်ပေးနိုင်မလားလို့လီယူကမေးလိုက်တယ်။အဖိုးကြီးကမျက်မှောင်ကျုပ်သွားတယ်။ငါမင်းကိုဘာလို့တင်ပေးရမှာလဲ။မင်းမုန်းဖုန်တက်သွားရင်ငါစီးကလာဝဲတော့မှာမဟုတ်ဘူး။ငါစီးပွားရေးထိခိုက်မှာပေါ့။ လီယူကလည်းသူ့ကိုတေချာကြည့်ပြီးပြောလိုက်တယ်။ကျွန်တော်ကို ပထမဆုံးအခွင့်အရေးပေးတဲ့လူကိုမေ့မသွားပါဘူး။ကျွန်တော်အောင်မြင်ခဲ့ရင်အဖရဲ့မုံဆိုင်ကိုလည်းအကူအညီရထောက်အပံ့တွေတေချာပေါက်ပြန်ပေးသွားမှာပါ။မစ္စတာအန်ဒါဆန်စဉ်းစားသွားတယ်။လီယိုပုံစံကသူဖြစ်ချင်တာကိုတနည်းမဟုတ်တနည်းနဲ့လုံမဲ့ပုံစံမျိုးမစ္စတာအန်ဒါဆန်ကကောင်းပြီလေ ုတ်ဖုတ်တယ်ဆိုတာတိတ်တော်မလွယ်ဘူးအချင်းယူရတယ်စိတ်ရှည်ရတယ်အပင်ပန်းခံရတယ်မင်း ready ဖြစ်ပြီဆိုရင်ငါသင်ပေးပါမယ်နောက်တနေ့မနေ့စောစောမှာပဲသင်ကြမ်းမှုစတင်ပါတော့တယ်လီယိုကနေမထွက်ခင်မနေ့၃နာရီအစောကြီးရောက်အောင်သွားတယ်မစ္စတာအန်ဒါဆန်ကသူ့ကိုဂျုံဘလူးဆက်ရမလဲမုံညက်ကိုဘလူးနေရမလဲနဲ့ ရုပ်ဖုတ်ပုံပုံကြီးတွေကိုပြည့်ပြည့်စုံစုံတင်ကြားပြသပါတယ်။အစာပိုင်းမှာလီယိုခက်ခက်ခဲခဲလိုက်လို့ရတယ်။အကျုံနေရတာလက်တွေနားလာတယ်။သူဖုတ်တဲ့မုံကလည်းထွက်လာရင် မားတဲ့အခါမာလိုက်ပြောတဲ့အခါပြောလိုက်နေပါပဲ။သူလှုပ်တဲ့မုံတွေကအစင်ပြေးမလာဘူးပြက်ထားတွေပဲများနေတယ်။ဒီနေ့တော့လီယိုဟာလုံးဝစိတ်ပြက်လက်ပြက်နဲ့ငုတ်တုတ်ထိုင်ချပြီး ငါကဒီအလုံးနဲ့ကိုက်ညီတဲ့လူမဟုတ်တော့ဘူးလက်လျှော့သင့်ပြီတင်နေဒါပေမဲ့အဲ့ဒီအခိုက်မှာ သူ့အဖေရဲ့စကားစိတ်ကူးအိမ်မက်တွေက၎င်းနေရင်ဖြစ်လာမှာမဟုတ်ဘူးဆိုတာအမှတ်ရတယ်အမားတိုင်းက "तू မသိသေးတာတွေကိုသင်ပေးနေတယ်"ဆိုတာသဘောပေါက်လိုက်တယ်လက်လျှော့အရှုံးပေးတာမျိုးမလုပ်တော့ဘူး နောက်နေ့တွေမှာလီယိုကပိုပြီးပြက်သားခိုင်မာတဲ့စိတ်တမျိုးနဲ့အန်ဒါဆန်ရဲ့မိုးဘူကိုသွားတယ်။အစင်တိုင်းကိုဂယူးတစိုက်လေးကျင့်တယ်။သူဖုတ်တဲ့ပေါင်မုံတွေဟာတပြေးပြေးနဲ့ပိုးကောင်းလာပါတော့တယ်။တတင်းနှစ်ပတ်အကြာမှာမစ္စတာအန်ဒါဆန်ကသူ့ပေါင်မုံကိုကြည့်ပြီး "This is perfect Leo. ဒါစင်လုံးကျော်ပဲ Leo. You are ready. မင်းအစင်းင်းဖြစ်ပြီ" လီယုအတွက်အပျော်ဆုံးအချိန်ပါပဲသူဟာမိုးဖုတ်ဆက်အသေးလေးတစ်လုံးငှပြီးအိမ်မှာပေါင်ပေါင်တွေစဖုတ်တယ်သူ့ရဲ့အလုံးကြိုးစားမှုကို သူ့မိသားစုတောင်အံ့ဩနေတယ်ညီမလေးဆိုဖီကပေါင်ပေါင်တွေကိုကူညီပြီးထုတ်ပို့ပေးပါတယ်သူညင်းနေတဲ့ဒီအလုပ်တွေလုပ်နေရင်အမေကသူ့အတွက်လက်ဖက်ရည်ဖြောပေးတယ်။အချိန်တိုအတွင်းမှာပဲလီယိုဟာပေါင်ပေါင်တင်မကအ ကုကီးတွေရဲ့စာသွန်းမှုတွေပါ လုတ်ပြီးရောင်းချပါတော့တယ်။မျိုးတွေကလူတွေကလီယိုပေါင်ပုံကိုကြိုက်နစ်တတ်ကြတယ်။ငါတို့အရင်ကစားခဲ့သမျှတွေတဲ့လီယိုပေါင်ပုံကအရသာပိုကောင်းတယ်လို့ပြောကြပါတယ်။ဒါပေမဲ့အမြဲတမ်းအောင်မြင်မှုတွေရနေဖို့ဆိုတာမလွဲပါဘူး။လီယိုရောင်းကောင်းနေလို့မှပဲအဲဒီလူဆိုတဲ့လူငယ်လေးဦးစီးတဲ့မိုးဆိုင်တဲ့ဒီဇိုင်းသူတို့မျိုးတွေမှာပေါ်ပေါက်လာပါတော့တယ်။ ဲရီရဲ့ဆိုင်ကကြီးမားသလိုအပြင်းစင်းတွေကလည်းအယောင်သွေးဆုံလင်းနေတော့လူတွေကစိတ်ဝင်စားကြတာပေါ့ဟုတ်တယ်ရီဟာလီယူဆိုင်တဲ့ဆိုင်အစ်တစ်ကိုပဲ အာယုံရောက်သွားကြတယ်အဲရီဆိုင်မှာပဲသွားဝယ်ကြတယ်လီယူဟာသူ့မုံတွေ ရောင်းကြလာတာကိုသတိထားမိတယ်အဲရီအတွက်သူစိတ်မချမ်းသာဘူးသူအပင်မအစင်ရဲခံပြီးတိဆောက်ခဲ့တဲ့ຢာရီအလုံးဆုံရှုံသွားတော့မလားလို့တုံလုံးနေမဲ့အစာ သူဟာသူပိုကောင်းအောင်လုပ်မယ်လို့ပဲစိတ်ပိုင်းဖြစ်လိုက်တယ်။ customer တွေရဲ့စကားတန်းကိုနားထောင်တယ်။ Aries ဆိုင်ကဘာကြိုက်ကြတာလဲဗျာ။ကျွန်တော်ကပိုကောင်းအောင်မလုပ်နိုင်မလဲစသဖြင့်မေးမြန်းစုံစမ်းပါတယ်။တချို့ကအခုလိုပြောတယ်။ Aries ဆိုင်ကကြီးလိုက်တာနဲ့လှပတန်ရှင်းနေတာလေကွာ။တချို့ကတော့သူ့ကိမုံတွေကဒီဇိုင်းတွေမိုက်တယ်။ လီယူသဘောပေါက်ပြီးမုန်းဖုတ်သမားတက်တက်ဖြစ်နေတာတဲ့စီးပွားရေးသမားတယောက်လိုအမြင့်ကျင်ကျင်နဲ့တူးချက်လုတ်ကင်ဖို့လိုအပ်နေတာသူသဘောပေါက်သွားပြီ သူစုထားတဲ့ငွေကလေးတွေကိုထုတ်သုံးပြီးသူလဲလေးကိုဈေးတုပ်တယ်ဒေါက်တာပေါ်ပါဖြစ်အောင်အပြင်အဆင်တွေထက်ထည့်တယ်သူအစ်စ်လုတ်တဲ့အစာသွတ်မုန့်တွေကိုအမြင့်အနေနဲ့အလကားကျွေးတယ်မုံလာစင်ကြီးတွေကိုစာကြည့်တိုက်ထဲမှာသွားရောက်လေလာတယ် အပြေးပြေးနဲ့စားသုံးသူတွေသူ့ဆိုင်ကိုပြန်ရောက်လာပါတော့တယ်။တညက်နေမှာဆိုင်ကိုလာတဲ့အမျိုးသမီးကြီးတစ်ယောက်ကလီယိုကိုပြောတယ်။လူငယ်ရီဟာအခက်အခဲကြုံတာနဲ့လက်မြောက်နောက်ဆုတ်သွားကြတာအကြီးပဲငါတွေ့ဘူးတယ်။မင်းကတော့ဒီလိုမဟုတ်ဘူး။အဲဒါကြောင့်ဒုကမင်းကိုယုံကြည်တာ။သူမစကားကလီယိုကိုဂုံပြုတ်ပေးလိုက်တယ်လို့ပါပဲ။တလာပြီးတလာလီယိုရဲ့စီးပွားရေးကတိုးတက်လာတယ်။ ငွေအလုံးအလောက်စုမိလာတော့နောက်ထပ်ဆိုင်လေးတစ်ဆိုင်ထပ်ငားလိုက်ပြီသူ့ဆိုင်လေးကအဲဒီဆိုင်လောက်တော့မကြီးပါဘူးဒါပေမဲ့ retreat တယ်ပြူငါတယ်သူ့ဆိုင်လေးကိုနာမည်ပေးလိုက်တာက Leo's Fresh Bakes Leo ရဲ့လက်ဆက်တဲ့ပေါင်မုံတွေတဲ့မနက်တိုင်းပဲသူဟာမိုးမလင်းငင်ထတဲ့လက်ဆက်တဲ့ပေါင်မုံတွေရအောင်ဖုတ်တယ်ပြီးတော့ပြိုးရွှင်တဲ့မျက်နှာနဲ့သူ့ဆိုင်လေးကိုဖွင့်လှစ်ပါတယ် မိဘနှစ်ပါးနဲ့ညီမဖြစ်သူကဝိုင်းဝန်းကူညီတယ်။အသက်၁၇နှစ်အရွယ်ဆိုဖီကကစတမာရီနဲ့ပြောစုဆက်ဆံရတာကိုနှိမ့်ချိုက်တည်ပြီးမိခင်ကလေရာကတော့စီရင်စရာတွေကိုကင်ပွဲပေးပါတယ်။သူတို့အစဉ်ပြေးနေပေမဲ့ဒီလောက်နဲ့တင်ကျဉ်းနေလို့မရဘူးဆိုတာကိုလီယိုသိတယ်။သူတို့မိသားစုဂုံကိုစောင့်နိုင်အောင် သူတို့ဆိုင်ကို လူသိများတဲ့များစီခြင်းနဲ့စံတားရှိတယ်။ အလုတ်တွေကြိုးစားရင်းနဲ့ဘာမှစူပြစ်လာနိုင်နေဆိုတာသူ့ကိုယ်သူတက်တည်ပြခြင်းတယ်သူ့ဆိုင်လေးနဲ့ဆိုင်ဖြစ်တဲ့ Leo's Bakery နဲ့ Leo's Fresh Base ကတမျိုးလုံးရဲ့အသေးကျော်ဖြစ်လာပါတော့တယ်သူ့ရဲ့လက်ဆက်တဲ့ပေါင်မုံ၊ကိတ်မုံနဲ့အစာသွပ်မုံတွေက လူကြိုက်များလာပါတယ်စီးပွားရေးကောင်းလာတာနဲ့အများမိသားစုဂုဏ်သိက္ခာလည်းတက်လာပါတယ်ဒါပေမဲ့လောကရန်တရားရဲ့စံတတ်မှုတွေကပြီးမသွားသေးပါဘူး။ တညာသားကလေပြင်းတွေတိုက်ခတ်နေတော့လီယူဆိုင်ပိတ်နေတဲ့အချိန်မုတ်ဖုတ်ခန်းထဲကမိခိုးတွေထွက်လာတာသူတွေ့လိုက်တယ်။သူ့အထဲကိုအပြေးလွှားဝင်သွားတော့မိဘနာမမိဆလောင်းနေတာမြင်လိုက်တယ်။မြင်းမြန်းဆန်းဆန်းရေဆွဲပြီးမိငိမ့်သက်တယ်။ဒါပေမဲ့သူ့ပစ္စည်းအတူတူများများကတော့ပျက်စီးသွားပါတယ်။နောက်တနေ့မနေ့မှမြို့သူမြို့သားတွေကမိလောင်တဲ့တရင်ကိုကြားပြီးသူ့ဆိုင်ကိုလာကြည့်ကြပါတယ်။လာကြည့်တဲ့လူတွေထဲမှာတချို့က ဟာဒီတိုင်းဆိုလီယိုဘာဆက်လုပ်လို့ရတော့မှလဲတချို့ကတော့တူ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 နဲ့ဒါသူ့အတွက်အဆုံးသက်ပဲဖြစ်မယ်တင်နေအဲ့ဒါလိုမှချက်တွေပေးနေကြပါတယ်လီယိုဟာတင်းနှလုံးကြီးကိုကြည်သွားတဲ့အထိစိတ်ထိခိုက်ရပါမယ်သူမှာလုံးဝရှုံးနေသွားပြီဆိုတော့ခန်းစားချက်မျိုးမရှိပါဘူး။သူဆန်ရှိမှမမက်ရက်ပြီးပြောလိုက်တယ်။ဒါငါ့အတွက်စိန်ခေါ်မှုတစ်ခုပဲ ။ငါအရင်တုန်းကလည်းအခက်အခဲတွေကိုရင်ဆိုင်ကြောဖြတ်ခဲ့ပြီးပြီ။ဒီအခက်အခဲကိုလည်းရင်ဆိုင်မယ်။ငါအယုံမပေးဘူး။အတဝဝရှူလိုက်ပြီးအစီအစဉ်တစ်ခုစဆွဲပါတော့တယ်။သူစုထားတဲ့ငွေတွေကိုချက်တွက်တော့ဆုံးရှုံးသွားတဲ့ပစ္စည်းတွေကိုအစားထိုးဖို့မလုံလောက်ဘူးဆိုတာသိလိုက်တယ်။အဲဒီအခရတ္တမှာစိုးရိမ်ထိတ်လန့်စိတ်တွေဝင်လာခဲ့တယ်။ ဒါပေမဲ့လီယိုဟာသူဖြတ်တန်းခဲ့တဲ့ခရီးကိုပြန်စင်းစားကြည့်တဲ့အခါစိတ်ကူးအိမ်မက်တစ်ခုနဲ့အလုတ်ကြိုးစားမှုကလွဲပြီးတခြားဘာမှမရှိတဲ့အခြေအနေကနေဘလိုမျိုးစတင်ခဲ့ရတယ်ဆိုတာပြန်အမှတ်ရလာတယ်။လီယိုဟာငုတ်တုတ်ထိုင်ပြီးစိတ်ဆင်းရဲခံနေပဲအကူအညီတွေလိုက်တောင်းတယ်။သူဒုက္ခရောက်တာကို ကြည်ပြီးတနာနေတဲ့လူတွေက သူအကူအညီလိုက်တောင်းတဲ့အခါမှာတော့ဘသူမှမပေးရပါဘူးတဲ့ဒီလိုနဲ့လီယူဟာမစ္စတာအန်ဒါဆန်စီကိုအကြံဉာဏ်လေးတော့တောင်းကြည့်အောင်ပါပဲဆိုပြီးချင်းကပ်တယ်ကျွန်တော်နေရာမှာသာအဘဆိုရင်ဘလို့လုပ်မလဲလို့မေးတယ်မစ္စတာအန်ဒါဆန်ကပြုံးပြီးပြောတယ်လီယူမင်းသိပြီးသားပါကွာဘာမှအလကားမရဘူးလို့မင်းကိုမင်းတုံသင်ထားပြီးသားပဲ မင်းယုံကြည်ချက်ရှိရှိနဲ့အလုပ်ကြိုးစားရမယ်။အဲ့ဒါမှလူတွေကမင်းကို ပြန်ပြီးယုံကြည်လာကြမှာ။လီယိုစိတ်အားတွေတက်ကြွလာတယ်။ကေတင်ရှင်ကိုမျောမနေတော့ပဲသူ့ကိုယ်တိုင်ပြန်လဲတိဆောက်ဖို့စိတ်ပိုင်းပြတ်တယ်။မိမလောင်ပဲကြံတဲ့ပစ္စည်းကရိယာအနေအချင်းနဲ့ပဲအိမ်မှာမုန်းဆဖို့တယ်။ကတ်စတမာတွေကိုပြောထားတယ်။ခမရုပ်ကိုစိတ်မပြည့်စေရဘူး။ ခုချိန်မှာမုံနှင်းနဲ့ပဲလုံနိုင်သေးပေမဲ့အဆက်မပြတ်ရောင်းချပြီးသွားမှာပါမျိုးသူမျိုးသားတွေဟာသူ့ရဲ့စိတ်ဓာတ်ခိုင်မာမှုကိုအတိအမှတ်ပြုလာကြတယ်လူအများစုကသူ့ကိုစတင်ပြီးအကူအညီတွေပေးလာကြပါတယ်တချို့ကမုံနှင်းထဲတဲ့ပစ္စည်းတွေလာပေးကြတယ်တချို့ကတော့သူတို့တတ်နိုင်သမျှဝေဆိုင်ကြီးစားအနေငယ်ကိုကူညီထောက်ပံ့ကြတယ် မုံဖိုကရိယာပြင်ဆင်ရေးပိုင်းနဲ့တန်ရှင်းရေးပိုင်းဒီမှာအကူအညီပေးမယ်လို့ပြောလာတဲ့လူအနည်းစုလည်းရှိကြပါတယ်။အရေးကြီးတဲ့အချက်တစ်ချက်ကိုလီယိုသိမြင်သွားတယ်။အဲ့ဒါကဒူးမထောက်လက်မမြောက်ပဲကြိုးစားနေတဲ့သူမျိုးယုံကြည်ချက်အပြည့်နဲ့တုတ်ရှားရုန်းကန်နေတဲ့သူမျိုးကိုပဲလူတွေကအသိအမှတ်ပြုကြတယ်။အဲ့ဒီလိုလူမျိုးကိုပဲသူတို့ကအကူအညီတွေပေးကြတယ်။ လာနေချီပြီးရုံးကန်ပြီးတဲ့နောက်မှာလီယိုဟာသူ့ရဲ့မုန်းဆိုင်ကိုပြန်ပွင့်နိုင်ခဲ့ပါတယ်။ဒီဆိုင်ကတော့သူ့အရင်ပွင့်ခဲ့တဲ့ဆိုင်တွေတဲ့ပိုးပြီးတာလွန်ကောင်းမွန်ပါတယ်။သူကနိုင်ရည်နေကိုစေးတုပ်တယ်။ပစ္စည်းအစ်စ်တွေနဲ့သာသာနာနာမွမ်းမံပြင်ဆင်တယ်။ကပ်ကိတ်နဲ့မာဖင်လိုမုံမျိုးအစားအသစ်တွေကိုလည်းမိတ်ဆက်ပါသေးတယ်။သူ့ကစတမာတွေလည်းအော်ဝမ်းသာနေကြတာပေါ့။ ကြီးကျယ်ခမ်းနားတဲ့ဆိုင်ဖွံ့ဖွဲနေကို ရောက်ရှိလာပါပြီ။မြို့တော်ဝန်ကိုယ်တိုင်တက်ရောက်ချီးမြှင့်ပြီးလီယိုကိုဂွန်ပြုစကားပြောပါတယ်။မြို့တော်ဝန်ပြောတာက စိတ်အားတကြွစရာအစ်စ်အမန်ကလီယိုကိုယ်တိုင်ပဲ။ဒီအရာအလုံးကိုချပြပြီးစိတ်တက်ခိုင်မာမှုရှိရင်ဘာမှဆိုဖြစ်နိုင်နေဆိုတာကြီးညာလိုက်ပါပြီ။လီယိုဟာမတ်တက်ရက်ပြီးအပရိသက်ကိုစကားပြောလိုက်ပါတယ်။ ကျွန်တော်ခမရတို့တူးချင်းစီကိုကျေးဇူးတင်ခြင်းပါတယ်ခမရတို့ကကျွန်တော်ကိုတင်ပြပေးထားတာရှိပါတယ်ဘဝမှာဘာမှအလကားမရဘူးအောင်မြင်မှုယူသေးလေးစားမှုချစ်ချင်းမြတ်တာတခုမှအလကားမရဘူးဆိုတာခမရတို့စီကကျွန်တော်တင်ယူခဲ့ရပါတယ်ကျူးစားမှုစိတ်ရှိတီးခံမှုဇွဲရှိမှုတို့နဲ့သာအရာအလုံးကို ရရှိနိုင်ပါတယ် ဆုံးရှုံးမှုတွေရှိပေမဲ့ကျွန်တော်တို့ရက်တန့်သွားလို့မရဘူး။စိန်ခေါ်မှုတွေဟာပူပီကြီးကျယ်ခန်းထားတဲ့နောက်တဆင့်ကိုလှမ်းတက်နိုင်မယ့်လေကားတစ်တီပါ။ဒီနေ့ဒီရက်ကစပြီးလီယိုရဲ့မုံဆိုင်ဟာမုံရောင်းယုံတက်တက်မဟုတ်ပဲမြို့လင်းကျည်ရဲ့တင်ကေတာတစ်ခုဖြစ်နေပါလိမ့်မယ်။လီယိုအကြောင်းကိုကြားတဲ့တခြားမျိုးရွာကလူတွေတောင်ဘယ်တော့မှအရှုံးမပေးတတ်တဲ့ကောင်လေးကိုတွေးဖို့ဆိုပြီးလဲလာကြတာမျိုးရှိပါလေ။ လီယိုရဲ့ပုံမြင်ကနေကျွန်တော်တို့အတွက်သင်ခန်းစာယူစရာအချက်တွေရှိပါတယ်။နံပါတ်1စိတ်ကူးအိမ်မက်တွေဟာလကားတက်တက်ဖြစ်မလာဘူး။အလုတ်ကြိုးစားမှုနဲ့အနစ်နာခံမှုတွေပေးဆက်ရတယ်။နံပါတ်2ဆုံးရှုံးမှုကကိုယ့်ရဲ့အဆုံးသတ်မဟုတ်ဘူး။ဒါကအူမူကြီးထွားရှင်သန်းလာအောင်လေ့လာသင်ယူရမယ့်အခွင့်အလမ်းဖြစ်တယ်။နံပါတ်3ကိုအားကိုကိုပါ တင့်ရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုမြင်မှ လူတွေကတင့်ကိုကူညီထောက်ပံ့ပါလိမ့်မယ်။နံပါတ်၄ဘယ်တော့မှအရှုံးမပေးပါနဲ့။တခါတည်းရမှာအောင်မြင်မှုရကန်ဒီလိုအဆိုးဝါးဆုံးအခက်ရတဲ့တွေကြုံရတာပါ။လီယိုရဲ့လှုပ်ဆောင်ချက်တွေကမိုးဆိုင်ဒီဇိုင်းတီထောင်တာတဲ့ကျော်လွန်ပြီးလေးစားမှုဂုံသိက္ခာနဲ့ရည်ရွယ်ချက်တွေပြည့်ဝတဲ့ဘဝတစ်ခုကိုတည်ဆောက်နေတာနဲ့တူနေပါတယ်။ နားထောင်သူမိတ်ဆွေရော ကိုယ်စိတ်ကူးအိမ်မက်တွေကို မဖြစ်မနေအကောင်အထည်မပေါ်နိုင်ဘူးလားမိတ်ဆွေလေကိုယ်စိတ်ကူးအိမ်မက်တွေကို အကောင်အထည်ပေါ်နိုင်ပါတယ်တတိပြုရမှာကအရာအလုံးဖြစ်နိုင်တယ်ဒါပေမဲ့ဘာမှလကားမရဘူး